မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်လူနာဂျူပီတာ channel မှာကြိုဆိုလိုက်ပါတယ်ရှင်အားလုံးပဲမင်္ဂလာရှိရနေရနဲ့မင်္ဂလာရှိရအချိန်လေးကိုပတ်စံနေကြပြီးပြည်ပြည်ယာများဝေးကွာကကိုရောစိတ်ပါကြမ်းမှချမ်းသာကြမယ်လို့လည်းမျှော်လင့်မိပါတယ်ရှင်အခု reading ကကြတော့အာတပတ်အတွင်းပေါ့เนาะအခုကနေကြည့်တဲ့အချိန်ရနေပြီးတော့တပတ်အတွင်းကိုရဲ့ကံကြမ္မာအချိန်လေးပေါ့เนาะကိုအနေနဲ့ဘယ်လိုမျိုး ပြောင်းလဲတွေရှိလာမလဲဘယ်လိုကောင်းခြင်းတွေရောက်လာမလဲဘာတွေသတိထားသင့်လဲပေါ့နော်ဒါလေးကို collected reading လေးဖတ်ပေးသားမှာဖြစ်ပါတယ်ရှင်အဲ့တော့ဒီ reading ကိုကြည့်ရသူတွေရဲ့ current energy ကိုယဉ်ကြည့်ပြီးပါမယ်ဒီ energy နဲ့ကိုင်းရင်ဒီ reading ကိုစက်ကြည့်လို့ရပါပြီဒီ reading ကကိုအတွက်ပါပဲနော်อืม reading ကိုကြည့်ရတဲ့သူတွေက Aries တို့မဟုတ် Leo Fire sign energy တော့ strong ဖြစ်တယ်ပေါ့နော် Fire sign နေဖြစ်ဖို့များလိုက်မယ်နောက် Gemini နဲ့ဖြစ်နိုင်တယ်ဆိုတာမျိုးလိုမြင်တယ် Aquarius Capricorn energy လဲ strong ဖြစ်တယ်ပေါ့နော်တော့ဇေမာလေးကိုကကိုယ်စိတ်ထဲမှာကိစ္စတစ်ခုကိုအကောင့်ထည့်ဖို့ဆောင်ရွက်ဖို့အတွက်အဲ စဉ်းစားနေရဆိုတာမျိုးပေါ့နော်အကောင့်တွေပေါ်ဆောင်ရမလို့စူးစမ်းနေရဆိုတာမျိုးပညာရဲ့ပဲဖြစ်ဖြစ်ပေါ့နော်အလိုမျိုးကိုတက်ကိုညှနေချက်တဲ့တခုဒါမှမဟုတ်လဲဝါသနာပါတဲ့တခုခုပေါ့နော်အတ္တစံတခုလို့ပြောရမလားကိုအတွက်အလိုစိတ်ဝင်စားစရာအတ္တတခုတွေ့နေရဆိုတာမျိုးဒီရာနဲ့ပတ်သက်ပြီးတော့ရေရှည်ကိုအဆင်ပြေမလားစမပြေဘူးလားစသဖြင့်ပေါ့နော်အလိုမျိုးအာလေးလာနေစေဆိုတာမျိုးအကောင့်ထဲဖို့ဖို့အတွက်ကိုတချို့ကြတော့လက်တလန်းလို့မှာပေါ့နော်လက်တကန်းလို့မှာပေါ့နော်တချို့ကြတော့လည်းအကောင့်ထဲ ဖော်ရင်အဆင်ပြေမလားဆိုတဲ့ပုံစံမျိုးနဲ့လေ့လာနေရဆိုတဲ့အနေအထားမှာရှိရဆိုတာမျိုးလိုမြင်နေပေါ့နော်။ဒါအခြေရေးဆိုလို့ရှိရင်လည်းကိုတက်ကိုစိတ်ဝင်စားစရာလူတစ်တယောက်ရှိနေဆိုတာမျိုးလိုမြင်နေပေါ့နော် crush ပဲဖြစ်ဖြစ်အဲ့လိုမျိုးကိုကိုစိတ်ဝင်စားသူလည်းဖြစ်နိုင်နေပေါ့နော်အဲ့တဲ့ဒါမှမဟုတ်တချို့ဆိုလို့ရှိရင်လည်းတယောက်မခါရှိရပေါ့နော်အနည်းဆုံး၃ယောက်လောက်ရှိမယ်ပေါ့နော်ဒီထဲမှာဘသူကိုကိုအတွက်အဆင်ပြေပြေနဲ့ရွေးချယ်ရင်ကောင်းမလဲဆိုတာမျိုးဘသူကကိုအတွက်ပိုအဆင်ပြေမလဲဆိုတာမျိုးလေ့လာနေရဆိုတာမျိုးပေါ့နော်အဲ့လို energy မျိုးကိုတွေ့ရပါတယ် ချို့ကြတော့ခရီးသွားဖို့အတွက်ပြင်ဆင်နေရဆိုတာမျိုးလိုမြင်နေပေါ့နော်ခရီးတိုပဲဖြစ်ဖြစ်အလိုမျိုးခရီးသွားဖို့အတွက်ပြင်ဆင်နေရမျိုးလို့မြင်နေတချို့ကြတော့လည်းအလုပ်ကိစ္စနဲ့ခရီးသွားရမယ်ဆိုတာမျိုးလိုလည်းမြင်နေပေါ့နော်အော်နောက်ရေလန်းခရီးဖြစ်ဖို့တော့များလိမ့်မယ်ဒါမှမဟုတ်ရေရှိတဲ့နေရာမျိုးကိုသွားတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အင်းအော်ဒါကတော့ energy ကတော့မြင်သမျှအကုန်လုံးပြပြပေးတာပေါ့နော်ကိုယ်နဲ့ကန့်ညီမယ်ထင်တာကိုပဲယူပေးပေါ့နော် ဟုတ်ဒီနေ့ဒီနေ့ကညီလို့ရှိရင်ဒီ reading ကိုဆက်ပြီးတော့ကြည့်လို့ရပါပြီ။ဒါဆိုရင်ခုကနေတပတ်အတွင်းပေါ့နော်။ဒီ reading ကိုကြည့်တဲ့ collective decision မှာခုကနေတပတ်အတွင်းဘယ်လိုအပြောင်းအလဲရှိလာမလဲ။ဘာတွေကြုံတွေ့ရမလဲသိချင်ပါတယ်။ want to guess နဲ့။ Oh. 10 10အဲ့တော့ number 10ကတော့ဒီဒီတစ်ပတ်အတွင်းမှာကိုယ့်အတွက်ကိုတော်တော်လေးထူးထူးခြားခြားဖြစ်တဲ့ကနန်လို့ပြောရမှာပေါ့နော်။ကိုယ်နဲ့ဒီ number number နဲ့ကတော်တော်လေးထူးခြားမှုရှိတဲ့ပတ်သက်မှုရှိနေမယ်။ဒါမှမဟုတ်ဒီနံပါတ်တွေမြင်လို့ရှိရင်ကိုယ်အတွက်ထူးခြားတဲ့အရာတစ်ခုရောက်လာရမယ်ဆိုတာမျိုးကိုအာဆိုင်းပေးတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလည်းတတ်မှတ်လို့ရတယ်ပေါ့နော် ဒီမှာမြင်ရတဲ့အရာဆိုရှင်တော့အာဆယ်ရက်နေမှာမွေးတဲ့သူဒါမှမဟုတ်လဲအောက်တိုဘာလမှာမွေးတဲ့သူစီတန်ကပရီကောအနာဂျီတော့တော်တော်လေးစထရောင်းဖြစ်တယ်ဒီမှာတော့ Sagittarius လည်းပါတယ် Water sign energy လည်းရတယ်ပေါ့နော် အဲ့တော့ fire sign ရဲ့ water sign ရဲ့ earth sign ရဲ့ဒီ energy တွေကိုယ်စီမှာများနေတာမျိုးကိုယ်စီမှာပါတာမျိုးကိုယ်ပတ်ချက်ထဲမှာရှိနေတာမျိုးလို့ဖြစ်အဲခန်းစားမိတယ်ပေါ့နော်ဒီမှာတော့ major ခတ်တော့ပါမလာဘူးဆိုတော့ဒီတပတ်တွင်းကတော့လုံးဝအထူးစားပြောင်းလဲတာမျိုးကြီးတော့ရှိကြမှာရှိလိမ့်မယ်อืมဒါမဲ့ကိုယ်မှာလှုပ်ချင်အကောင့်ထဲပေါ်ခြင်းတဲ့အရာတွေပေါ့နော်ခုနကပြောသလိုပေါ့နော်အစ်စ်အစ်စ်တွေများလာဆိုတော့ စိတ်ဝင်စားရမယ့်အရာတွေများတာဖြစ်ချင်တဲ့အရာတွေလုပ်ချင်တာတွေစမ်းတက်ချီချင်တာတွေများနေလိမ့်မယ်ဆိုတာမျိုးအဲ့လိုမျိုးတော့မြင်နေပေါ့နော်အဲ့တော့လုပ်ချင်တာတွေအယုံနေများလာတဲ့အခါမှာကိုယ့်အတွက်အဲ့ဒါကြီးက PC မှုတစ်ခုဖြစ်ဖြစ်သွားနိုင်တယ်ပေါ့နော်ဒါလေးကိုတော့တတိထားဖို့လိုအပ်တယ်တစ်ခုပြီးတစ်ခု step by step နဲ့သွားပါကိုယ့် intuition တိုင်းသွားပါနောက်အာဘယ်လိုပြောမလဲအာတင်းချာလေးလေးလာအချိန်ပေးလေးလာပြီးတော့မှလေးနဲ့တယ်လို့ခံစားရတော့မှပဲရှေ့ဆက်ပါဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလို့မြင်တယ်ငွေကြေးပိုင်းဆိုလို့ရှင်လည်းပဲဒီတစ်ပတ်အတွင်းကတော့ အဆင်ပြေလိမ့်မယ်ဆိုတာမျိုးလို့မြင်တယ်။ဒါစုပြီးစောင်းမိမယ်ပေါ့နော်။စုစောင်းမိမယ်။ကိုယ့်လက်ထဲမှာငွေမြဲမယ်ဆိုတဲ့အနေအထားမှာရှိတယ်ပေါ့နော်။နောက်ဒီစီးပွားရေးတွေဆိုလို့ရှင်လည်းပဲအောင်မြင်တဲ့အနေအထားတစ်ခုရလိမ့်မယ်ဆိုတာမျိုးအဲသတင်းကောင်းတွေကြားရလိမ့်မယ်ပေါ့နော်။အာတချို့ဆိုလို့ရှင်ဒါကစီးပွားရေးအသက်စားဖို့အတွက်ပေါ့နော်စဉ်းစားနေတာမျိုးတွေရှိတယ်ဆိုလို့ရှင်တော့ဒီတပတ်တွင်းမှာကဒီ အကောင့်ထဲဖော်ပြလိုက်မယ်ဆိုတာမျိုးလိုမြင်နေပေါ့နော်အခုတတိထားပေါ့နော်ကိုစတင်တဲ့အရာကကိုအတွက်ကိုတကယ်အဆင်ပြေနေတာဟုတ်ရဲ့လားမနိုင်ဝန်ထမ်းတာမဟုတ်ဖို့လဲလိုအပ်တယ်နောက်တစ်ခုကဒီအလောက်ကဒီစီးပွားရေးကဒီစီးပွားရေးတဲ့ဒါစီးပွားရေးကတော့ဥပမာလေးနဲ့ပြတာပေါ့နော်ဒါပဲရမှဆိုပေါ့နော်ကိုအတွက်ကိုကိုတကယ်နှစ်နှစ်ကကနဲ့စရင်စရင်မှန်နေပေါ့နော်အဲ့လိုမျိုးခံစားပြီးတော့ကိုတကယ်ချစ်တဲ့ကိုတကယ်ဝါသနာပါတဲ့အရာဟုတ်ရဲ့လားပေါ့နော်ဒီပေါ်မှာအာ အခြေခံပြီးတော့သွားနောက်တစ်ခုကကိုတယောက်ထဲတော့မဟုတ်ဘဲနဲ့ကိုချစ်ရတဲ့သူတွေကိုချစ်တဲ့သူတွေကိုကြီးဆိုင်တဲ့သူတွေတော့ရောအဆင်ပြေစေရလားပေါ့ဒါမျိုးလည်းကြည့်ပြီးပေါ့နော်တယောက်ထဲကြည့်တာထက်စားလို့ရှိရင်ဘေးမှာရှိရတဲ့သူတွေကိုတခြားသူတွေအတွက်လည်းကြည့်ပြီးပေါ့နော်ဒါတချို့ဝန်ထမ်းနေပါတယ်ရှိရတဲ့သူတွေတကိုလက်အောင်ငယ်သားတွေရှိရတဲ့သူတွေလောက်ဖို့ကိုင်းဖက်တွေရှိရတဲ့သူတွေဆိုလို့ရှိရင်လည်းဒီလူတွေရောအကျိုး မယုတ်မယုတ်ရော့စေတဲ့ကိစ္စမျိုးဟုတ်ရဲ့လားဒီလူတွေအတွက်အကျိုးရှိစေမလားပေါ့နော်ဒါမျိုးတွေကိုပါထည့်သွင်းစဉ်းစားပြီးတော့မှသွားပါဆိုတာမျိုးလို့ပြထားတယ်အခြေအနေနဲ့ပတ်သက်လို့ကတော့လေကိုကိုရေစေကိုလက်တွဲသွားလို့ရတဲ့လက်တွဲပေါ်ကောင်းတယောက်အာတွေ့လိမ့်မယ်ဆိုတာမျိုးလို့မြင်တယ်တချို့ကိုနဲ့လက်တွဲကိုကိုရဲ့စပီးစားရှိတဲ့သူတွေဆိုလို့ရှိရင်တော့ကိုရဲ့လက်တွဲပေါ်ကကိုအတွက်ကို ရေစေအတွက်ကို အစပြေပြေနဲ့တောက်လို့ရတဲ့သူမျိုးဖြစ်နေမှာပေါ့နော်ကိုယ်နဲ့စိတ်တူကိုယ်တူပုံစံမျိုးနဲ့ရှေ့ဆက်တောက်လို့ရတဲ့သူမျိုးမိသားစုဘွားအထိထူထောင်လို့ရတဲ့သူမျိုးအဲအဲ့လိုမျိုးဖြစ်နေမှာဆိုတာမျိုးလို့မြင်တယ်။နံပါတ်တစ်ခုရှိတာကခုနပြောခဲ့တယ်ပေါ့ဘာပဲလုပ်လို့အာအလောတကြီးနဲ့ဆုံးဖြတ်ချက်ချပြီးတော့ဖြစ်ကျင်စောတွေများပြီးတော့မလုပ်ပါနဲ့အေးစစ်စစ်စိတ်ကိုတည်တည်ငြိမ်ငြိမ်အေးချမ်းချမ်းလေးထားပြီးတော့အလေးနဲ့စင်စာအလေးနဲ့တွေးပြီးတော့မှဆုံးဖြတ်ချက်ချပြီးတော့မှရှေ့ဆက်ပါပေါ့နော်အဲ့လို message လေးကိုပေးထားပါတယ် မှာတော့ Taurus energy လဲ strong ဖြစ်တယ်ပေါ့နော်အဲ့တော့ Aries Aries Sagittarius Leo Taurus uh, Capricorn Pisces ဒီ energy တွေကတော့ပို့ပြီးတော့ strong ဖြစ်တယ်ဆိုတာမျိုးလိုမြင်နေပေါ့နော် ဒါဆိုရင် Oracle card တွေနဲ့ထပ်ကြည့်ပေးပါမယ်။ဟောတပတ်အတွင်းနည်းနည်းပေါ့နော်ဒါရာသီဥတုပူကလည်းပါတာဆိုတော့လေအပူတွေနဲ့ပတ်သက်ပြီးတတိထားပေါ်လိုရတယ်ပေါ့နော်အပူများတော့နာအပူလွန်နာခနာကိုယ်တွင်းမှာအပူဓာတ်တွေလွန်ကဲတာမျိုးတွေကြောင့်ဟိုယောဂဖြစ်တာမျိုးတွေကို အကျမ်းမာတာမျိုးတွေပေါ့နော်ဒါမျိုးတွေဖြစ်တတ်တယ်ဒါလေးတော့တတိထားပေးဖို့လိုအပ်တယ်ပေါ့နော်အပူအေးမျှတတ်အောင်နောက်တစ်ခုကရေများများတက်ပေးပါရေတင့်ထိတွေ့ပေးပေါ့နော်အဲ့လိုမျိုးနောက်ခေါင်းမမာနေပေါ့နော်အာတခုခုဆိုလို့ရှင်အရန်ကြီးငါပဲမှန်နေငါပဲတီငါပဲတီတယ်ငါလုတာအမှန်တခြားလူတွေကဘာမှလာမပြောနဲ့ဆိုတဲ့အဲ့လိုပုံစံမျိုးနဲ့တယူတန်လုံးနာခေါင်းမာလုံးနာအာ အစွဲထားလုံးတာမျိုးပေါ့နော်အဲ့ဒါလေးတော့ short ပေးဖို့လိုအပ်တယ်ဆိုတာမျိုးလိုမြင်တယ်။နောက်တကယ်လို့ပေါ့နော်အဲ့လိုကျမရင်းနဲ့ပတ်သက်လို့တခုခုဖြစ်ခဲ့ဆိုလို့ရှင်လည်းပဲစေထိုးဖို့အတွက်စီကံပြတာပဲဖြစ်ဖြစ်စေတောက်ဖို့အလိုပေါ့နော်ဟိုစေဝါမှီဝဲဖို့အတွက်တခုခုကိုအဆင်ပြေဖို့အတွက်ကိုအလိုမျိုးပြောင်းလဲဖို့အတွက်ပေါ်တော့အတားကိုလည်းမတွန့်ဆုံနဲ့ဝင်မလေးနဲ့ပေါ်တော့တခြားသူတွေကကိုယ့်ကိုသူတွေကိုယ့်ရဲ့မိသားစုဝင်နေကိုယ့်ကိုဂိူးဆိုင်ကိုယ့်ကိုချစ်ပေးတဲ့သူတွေက သူသူတို့ရဲ့အကြံပေးစကားတွေကိုလည်းနားထောင်ပေးပေါ့နော်လေလုံမရှုနဲ့ခေါင်းမမာနဲ့ပေါ့နော်အဲ့လိုလေးကိုလည်း message ပေးခြင်းနဲ့ဆိုတာကိုတွေ့တယ်ပေါ့နော်วอชิงคลาวด์สเตไลน์แบ็ครีสแอนด์รีแลกซ์တော့အနားယူဖို့လည်းမမေ့နဲ့ပေါ့เนาะအာကိုယ်စိတ်ကိုလည်းပြောရရင်တော့ ဝင်ပြီနေဖြစ်ချင်စောတွေအများကြီးဝင်ပြီနေရမျိုးမဟုတ်ဘဲနဲ့အေဂျင့်အောင်ထားဖို့ရောအနားယူအပန်းဖြေဖို့ရောနားတဲ့နဲ့အချိန်နားဖို့လည်းမမေ့နဲ့ပေါ့နော်အဲ့တော့အလုပ်လုပ်တဲ့အချိန်နဲ့နားတဲ့အချိန်နဲ့ဒီတရားကိုလည်းမျှကြအောင်လို့စီမံဖို့လည်းလိုအပ်တယ်ပေါ့နော်နောက်တစ်음ဒီမှာလည်းထပ်ပြီးတော့လေလေးနဲ့ရေးပါလာတယ်ပေါ့နော်ခုမှလည်းဒါမျိုးလေးပါဆိုတော့လေ မြစ်ကမ်းသားတဲ့နေရသူတို့အလိုပေါ့နော်ရေနဲ့နေရသူတွေဆိုလို့ရှိရင်တော့အလိုနေရာတွေမှာသွားပြီးတော့စိတ်ကိုအပန်းဖြေတာမျိုးတွေလုပ်ပါ။နောက်ကိုကိုအနေနဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချစရာရှင်တယ်အဲ့လိုပုံစံအဲ့လိုနေရာတွေမှာသွားပြီးတော့အသေးချာလေးစိတ်ကိုအေးစမ်းထားစဉ်းစားပြီးတော့မှဆုံးဖြတ်ချက်ချပါပေါ့နော်အဲ့လိုမျိုးလေးကိုလည်း message ပေးနေတယ်ဆိုတာမျိုးကိုခန်းစားမိတယ်ပေါ့နော်။နောက်တဘာဝတရားနဲ့များများလေးထိတွေ့ပေးပါဆိုတဲ့အဲအဲ့ဒီအဲ့ဒီခန်းစားချက်အဲ့ဒီ message ကိုလည်းရတယ်ပေါ့နော်။အဲ့တော့ ိုနေနေပေါ့နော်ကိုခနာကိုအတွက်ကိုရဲ့ကျမရဲ့အတွက်အဆင်ပြေစေမဲ့အာနေထိုင်မှုစနစ်နဲ့လည်းနေတက်ဖို့လည်းလိုအပ်တယ်ဆိုတာမျိုးလို့ခံစားမိရဲ့နောက်တစ်ခုကဓမ္မဆိုလို့ရှင်လည်းအပင်လေးတွေနဲ့အဲအရေးအာဘာသာကောင်းကောင်းရှိတဲ့နေရာမျိုးအေးချမ်းတဲ့နေရာမျိုးကိုတက်ကိုอืม safe ဖြစ်မဲ့နေရာမျိုးလို့ပြောရမလားအဲ့လိုနေရာမျိုးနဲ့အဲ့လိုပုံစံမျိုးနဲ့နေတက်ဖို့လည်းလိုအပ်တယ်ဆိုတာမျိုးလို့မြင်နေပေါ့နော်အာ မွန်စာကဲဆပေါ့အိုးအဲ့တော့အဲဒါလည်းခုနကတော့ message ကပေးခဲ့ပြီးသားပေါ့နော်ကို့အနေနဲ့ကို့မိနာမှာကို့ချစ်ခင်ပြီးပြဆိုင်ပေးနေတဲ့ဝန်ရံပေးနေတဲ့သူတွေရှိတယ်ပေါ့နော်ဒီလိုစီရအကူအညီကိုလည်းလက်ခံဖို့ လက်ခံတက်ဖို့လည်းလိုအပ်သလိုဒီလူတွေကိုလည်းပြန်ပြီးတော့အထောက်ပံ့ပြန်ပြီးတော့အပြန်လှန်ပေါ့နော်အပြန်လှန်ကိုင်းကျုံမိကျုံကိုင်းမိဆိုတဲ့ပုံစံမျိုးနဲ့တွားဖို့လည်းလိုအပ်တယ်ဆိုတာမျိုးကိုနောက်မှာရှိတဲ့ကိုကိုတကယ်ချစ်ခင်ပြီးကယူဆိုင်ပေးနေတဲ့ကိုအကျိုးလိုလားတဲ့သူတွေစီပါပဲအာဒီသူတို့အတွက်ပဲပေါ့နော်သူတို့တက်ကိုပို့ပြီးတော့စဉ်းစားပြီးတော့အချိန်တွေကိုကုံဆုံးပါအာမလိုလားအပ်တယ်ပေါ့နော်ကို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 အတွက်မဟုတ်တဲ့ကိုကိုစိတ်ကိုအဆင်မပြေစေတဲ့နောက်ကိုကိုလေးလူရှူထားတဲ့ ဒီအရာတွေဒီလူတွေဒီအရာဒီလူအကြောင်းအရာတွေတွေးပြီးတော့ပုံမှန်တာမျိုးတွေမဖြစ်စေနဲ့ပေါ့နော်အဲ့လိုမျိုးလေးကိုအာ message ပေးထားရဲဆိုတာကိုတွေ့တယ်ပေါ့နော်နောက်တစ်ခုကဒီတပတ်အတွင်းမှာတော့ကိုချစ်ရတဲ့သူတွေနဲ့သူတို့အချိန်ပေးပြီးတော့ကုံဆုံးဖို့လည်းလိုအပ်တယ်ပေါ့နော်အချိန်ပေးပြီးကုံဆုံးမှာဆိုတော့တကယ်လို့ပေါ့နော်ဒီဒါက weekend နဲ့လည်းရှိနေပြီဆိုတော့စနေတလင်းကလေးလို့အဲ့လိုအားလိုက်ရတယ်မှာဆိုလို့ရှင်အဲ့လို ခီးတို့လေးပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးမိသားစုလေးပဲဖြစ်ဖြစ်ဒါမှမဟုတ်လေကိုချစ်ရတဲ့သူတွေနဲ့ဖြစ်ဖြစ်ပေါ့နော်အဲ့လိုခဏတာလေးပဲဖြစ်ဖြစ်ပြင်ကိုဟိုဆိုင်တစ်ဆိုင်မှာသွားပြီးတော့စားတာမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်လေအဲ့လိုမျိုးနော်တနေ့ရရောသွားပြီးတော့ဟိုလေကောင်းလေးတန်းရှင်ရင်းဖြစ်ဖြစ်လို့အပန်းဖြေတာမျိုးလေးတွေပေါ့နော်ဒါမှမဟုတ်လေသူတို့နဲ့အဲဆိုင်ပြီးစကားဖောင်ဖွဲ့ပြောတာမျိုးဖြစ်ဖြစ်အဲ့လိုမျိုးလေးတွေလုပ်ပြီးတော့အချိန်ကုန်ဆုံးမှာပေါ့နော်ဒီလိုကလည်းပဲကိုယ့်အတွက်ကိုအာရှေ့ဆက်ရမယ်ဘဝအတွက်ကိုအထောက်အကူတွေအင်အားတွေရရှိစေလိမ့်မယ်ပေါ့နော်ဒီလို message လေးကိုပေးထားတဲ့ဆရာကိုတွေ့ရပါတယ်ရှင် အဲ့ဒါကတော့ဒီနေ့အတွက် reading လေးဖြစ်ပါတယ်ရှင်။အားလုံးပဲစုံလိုက်ကြည့်ပေးကြတဲ့အတွက်ရောအမြဲတမ်းကြည့်ရှုပေးကြတဲ့အတွက်ရောဒီ reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe လုပ်ပေးကြတဲ့မိတ်ဆွေတယောက်ချင်းစီတိုင်းကိုရောကျေးဇူးများရေးတင်ပါတယ်ရှင်။အားလုံးပဲပြပြများဝေးကွာပြီးကိုရောစိတ်ပါကျမ်းမာချမ်းသာကြပါစေ။ကောင်းသောလူရင်းစံတာမှတ်တမ်းများလည်းပြေဝါကြပါစေ။မိမိချစ်ရတဲ့သူတွေနဲ့လည်းအတူတူစီစီလုံးလုံးကြမ်းကြမ်းမမာနဲ့အနေထိုင်နေကြပါစေလို့ဆုမွန်ကောင်းတောင်းမိပါတယ်ရှင်။နောက် reading များမှာပြန်ပြီးတော့စုံလိုက်ကြပါအောင်မယ်ရှင်။